မ်းမအစင်တက်ခရီးဆက်လုံးချက်ကြုံနေငွေရှိမှတောင်းများရနှိစီတို့ကငွေရမြောက်ကလေးစီရောက်ဖို့နီတွေ့ပြော လူဘဝမှာနေစဉ်အခိုက်ကလေးမှာလိုက်နာကျင့်သုံးစရာတွေကိုပြောပြခြင်းတယ်။နံပါတ်1ကိုကျင်းစာတရားရှိကြပါ။ကိုကျင်းစာတရားရှိသူတွေရဲ့စိတ်ကိုလည်းကိုယ့်အကြောင်းမပျက်စီးပါစေနဲ့။လောကမှာတချို့လူတွေကမချမ်းသာကြဘူး။ရှားရှားဖွေးဖွေးလှုပ်လှုပ်ကိုင်းကိုင်းစားစားတောက်တောက်နဲ့ပုံမှန်လူရန်းစားတွေပါပဲ။ဒါပေမဲ့ဆင်းရဲနှိမ့်ကြဒုက္ခရောက်နေတဲ့သူတွေကိုပြေးကြကမ်းကြကူညီထောက်ပံ့ကြတယ်။အဲ့ဒါတွေက ကိုကျင်းစာတရားရှိလို့ပါပဲအဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရတဲ့အခါကို့အကြောင်းသူ့ရဲ့ကိုကျင်းစာကိုကြီးကျင်းစိတ်ကိုမပြည့်စည်ခဲ့ပါစေနဲ့သူ့စီကကိုကျင်းစာတရားကိုပဲအတူယူခဲ့ပါနံပါတ်2ရောင်ရဲမှုရှိကြပါဘဝမှာညှဉ်းညူပြီးတော့မနေကြပါနဲ့လောကမှာအချို့လူတွေကလုံလုံကိုင်းကိုင်းရှားရှားဖွေးဖွေးစားစားတောက်တောက်ပြီးမှအပြည့်စုံကြပါဘူးမလုံလောက်ကြပါဘူးရှိတာရတာလေးနဲ့ကြည်နဲ့ရောင်ရဲတင်းတင်းပြီးတော့နေကြတာပါ ဝဉဉ်ကိုလည်းညီးမပြငိုးမပြကြဘူး။ဒါကြောင့်ဘဝမှာကိုတတ်နိုင်သမျှကြိုးစားပါ။အားထုတ်လုပ်ကြပါ။ကြိုးကြိုးစားစားအားထုတ်ပါရဲ့နဲ့အဆင်မပြေမပြေဆုံးတဲ့အခါဘဝကိုညင်းညူအော်ဟစ်ပြီးတော့မနေပါနဲ့။ကိုရတာကိုရှိတာနဲ့ရောင်ရဲကျေနပ်ပြီးတော့နေပါ။နံပါတ်3မိတ်ဆွေခေါင်းစိတ်ထားပါ။မိတ်ဆွေခေါင်းစိတ်ရှိသူတွေရဲ့စိတ်ကိုလည်းကိုကြောင့်မပြည့်စည်ပါစေနဲ့။တချို့ကကိုနဲ့တီကျွမ်းခင်မင်းရင်းနှီးမှုတွေမရှိပေမဲ့ တဦးနဲ့တဦးကျေးဇူးခံကျေးဇူးစားတွေမရှိကြပြီမဲ့။ကုညီဖေးမတက်ကြတယ်။ရွေမွေစောင့်ရှောက်တက်ကြတယ်။အဲ့ဒါစိတ်ကောင်းရှိလို့မိတ်ဆွေစိတ်ရှိလို့ပေါ့။အဲ့လိုလိုလူတွေနဲ့တွေ့ကြုံကြိုက်တဲ့အခါကို့အကြောင်းသူ့ရဲ့စိတ်ကောင်းနှလုံးကောင်းမိတ်ဆွေစိတ်ကိုမပြည့်စည်ခဲ့ပါစေနဲ့။သူစီကပဲအဲ့ဒီစိတ်ကောင်းနှလုံးကောင်းမိတ်ဆွေကောင်းစိတ်ကိုရအောင်ပွားခဲ့ပါ။အဲ့ဒါဟာလူတွေအတွက်မိတ်ဆွေကောင်းလည်းဖြစ်တယ်။အဲ့ဒီမိတ်ဆွေကောင်းစီကလူလည်းမကြခဲ့ပါနဲ့။တချို့ကလူလေကြကျင်တဲ့စိတ်ပဲရှိတယ်။ မိတ်ဆွေစစ်မလိုချင်ကြဘူး။နံပါတ်၄ခွန့်လွတ်သီခံမှုရှိပါ။သီခံခွန့်လွတ်သူတွေရဲ့စိတ်ကိုလည်းကိုယ့်ကြောင့်မပျက်စီးခဲ့ပါစေနဲ့။တချို့ကတဖက်လူတွေရဲ့အပြစ်တွေသီးမခံနိုင်စရာတွေတွေ့နေပေမဲ့ခွန့်လွတ်နားလည်မှုပေးတာတွေမတုံ့ပြန်တာတွေဟာသီခံမှုအကောင်းလို့ပဲ။အဲ့လိုလူတွေနဲ့တွေ့ကြုံရတဲ့အခါသူ့ရဲ့သီခံခွန့်လွတ်နိုင်မှုကိုအခွန်ကောင်းယူပြီးတော့ထက်ကထက်ကမစော်ကားမိပါစေနဲ့။အပြစ်တွေထပ်မလုံးမိပါစေနဲ့။ ကို့ကြောင့်သူ့ရဲ့တီးခါနိုင်မှုတွေကိုပျက်စီးမသွားခဲ့ပါစေနဲ့သူ့စီကပဲတီးခံခွန်းလွတ်နိုင်မှုတွေကို အတူယူပွားများခဲ့ပါနံပါတ်5အသိဉာဏ်ပညာရှိပါဘဝမှာစိတ်တိုင်းမကြဒေါသထွက်စရာတွေနဲ့တွေ့ကြုံမြင်တွေ့ရတဲ့အခါစိတ်ကိုဒေါသမထွက်အောင်စိတ်ကိုဆိုးတာဆာတာတွေမဖြစ်အောင်ထိန်းချုပ်နိုင်ပါတယ်အဲ့လိုအကြိုက်မကြတိုင်းဒေါသမထွက်စိတ်မတူအောင်နေနိုင်တာဟာအသိပညာရှိလို့ပါပဲဘဝမှာကိုယ်စိတ်တိုင်းကြတယ်ကိုယ်အလိုနဲ့ကြိုက်နေကြတယ်ကြီး တွေ့မြင်ကြုံတွေ့ရမှာမဟုတ်ပါဘူး။ဝန်ကျင်ဟာပြင်လို့ရခြင်းမှရမယ်။ကိုကူကူပဲထိန်ချောင်ပြုမြင်ရမှာပါ။ဒါကြောင့်ဘယ်လိုစိတ်တိုင်းမကြဒေါသထွက်စရာတွေနဲ့တွေ့တွေ့စိတ်ကိုအသိဉာဏ်ပညာနဲ့ထိန်းချုပ်ပါ။